အားလုံးပဲမင်္ဂလာပါခင်ဗျာရဲကောင်အော်ဒီယို channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ဆရာဖိုးကျော်ရေးသားတဲ့ဝတ္ထုတို့လေးတွေကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဝတ္ထုတို့လေးတွေကိုဖတ်မပြခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့မှအားပေးသွားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဖိုးကျော်ကြားမိတ်လူပွဲဟေးမြို့ကြီးပြကြီးတွေမိသွေးတပိတ်တာ၄900ဖြစ်ကုန်ကြီးရဲ့ကွာဒီနေ့မှကျုပ်တို့လက်မဲကြီးရင်ငွေမကန်ရရင်တော့ဘယ်တော့မှကန်ရမှာမဟုတ်ဘူး တယောင်အာကျေကြီးကသူကြားခဲ့ရတဲ့သတင်းကိုရွာယူကိုပေါ့လျှောက်အော်သွားနေပါတယ်။သူပြောတဲ့သတင်းကအမှန်ပင်ဖြစ်ပါတယ်။မကြာမီမှာပဲသူတို့မျိုးနယ်လေးကမိသွေးကုံတွေရိမိသွေးပွဲုံလုပ်တဲ့သူတွေကရွာစဉ်လျှောက်ရင်းဆွေမျိုးသားချင်းတော်ဆက်သူတွေကိုကြိုတင်စရန်ငွေပင် လာပေးနေကြပါတယ်။မိသွေးကောက်သူမိသွေးဖို့ကိုချုပ်ယူမဲ့လူတွေလည်းရောက်လာကြပါတယ်။ဒါကြောင့်လဲမိသွေးဖို့သူတွေမှာတက်ဆိုင်ရာတော်ကောင်းချောင်းကောင်းတွေမှာတဆင့် မိသွေးဖုတ်ခွင့်ရရန်ခွင့်ပြုချက်တွင်ယူကြရပါတယ်။ဒေတာခန်တွေအတွက်အိတ်303ခွင့်ပြုထားတဲ့အပတော်တွေကိုနိုင်စဉ်ယူကြရပါတယ်။အထူးသဖြင့်တင်မာတော်ကြီးတွေနဲ့ဆက်ဆက်နေတဲ့အပတော်တွေကိုပို့ပြီးတော့လက်ဦးမှုရယူကြပါတယ်။အဲဒီလိုလက်ဦးအောင်လုပ်ယူကြခြင်းမှလည်းအပတော်ကိုအကြောင်းပြုပြီးမိသွေးကောင်ရရှိနိုင်တဲ့တစ်တော်ကြီးတွေထဲကတင်မာတွေကိုဥပဒေလော့ခုတ်ယူမိသွေးဖုံးနိုင်ကြဖို့ဖြစ်ပါတယ်။ဒါကြောင့်ဖတ်တန်းကုန်းရွာကဦးကြီးထွန်းတို့အဖွဲ့က မိသွေးဖို့ဖို့အတွက်တောင်ပေါ်တက်လာကြပါတယ်။လေတုံးစည်းမှာရေခါပူသမားအပါဝင် လူ၉ယောက်ပါပါတယ်။သူတို့မှာမိသွေးဖို့ရင်တော်တဲ့တောင်ထဲမှာသုံးလေးလခန့်နေကြရမှာဖြစ်တာကြောင့်လက်နဲ့ရေခါတွေနဲ့စာအုပ်စာခွက်တွေကိုလည်းအပြည့်အစုံလဲပေါ်တင်ယူလာကြပါတယ်။ရှီဆုံးကသွားနေတဲ့လဲပေါ်မှာတိတ်အောင်ရွှေမော်နဲ့ကြည်ဝင်းတို့ပါသွားကြပါတယ်။ဒုတိယလဲမှာတော့မောင်တိုက်လာဝင်းနဲ့ထွန်းအောင်တို့ဖြစ်ကြပါတယ်။တတိယနောက်ဆုံးလဲမှာတော့အဖွဲကောင်းဆောင်ဦးကြည်ထွန်း ကြော်စိန်နဲ့တင်ဆိုင်တို့လိုက်ပါလာကြပါတယ်။မနေ့ကျဦးတွန်စားကားပင်တောင်တက်လာကြတဲ့သူတို့အဖွဲ့ကနှီထွက်တပြူမှာတောင်းရန်ချောင်းကိုရောက်လာကြပါတယ်။တောင်းရန်ချောင်းမှာရိုးမထဲကစီးဆင်းလာတဲ့ချောင်းဖြစ်ပေမဲ့ຫນွေလာမှာတော့ချောင်းအပြည့်ရေမရှိပါဘူး။ချောင်းတစ်ချောင်းမှာရေအိုင်ရေခွက်တွေသာထင်းကျန်နေပါတယ်။ကျဦးတွန်စားကလေးကရွာကထွက်လာကြတဲ့သူတို့မှာနေမိုးမတိမ့်မီမိသွေးဖုတ်ကြရမယ့်တော်တဲကိုရောက်လာကြပါတယ်။ ဒီအခါတော်ရဲမနဲ့ကပင်ချက်ပြုတ်ယူလာကြတဲ့ခမင်းဟင်းတွေကိုစူပိုင်းစားကြပြီးရိတ်ခါပူသူတွေကိုနေမဝင်မီရွာပြန်ရောက်ဖို့လေသုံးစီးနဲ့လူသုံးယောက်ကိုပြန်လောလိုက်ကြပါတယ်။ဦးကြီးထွန်းအပါဝင်ကြံလူ6ယောက်မှာတော့သူတို့သုံးလေးလစခန်းချနေကြရမယ်တဲကိုမူးမချုပ်မီ အပြီးထိုးကြရပါတယ်။သူတို့မှာနောက်တနေ့မီးသွေးဖုတ်ဖို့မီးသွေးဖုတ်ကိုတိဆောက်ကြရအောင်မှာဖြစ်ပါတယ်။ဦးကြီးထွန်းနဲ့သူတို့ဆောက်လုပ်နေတဲ့မီးသွေးဖုတ်ကညီတိုက်လို့ခေါ်တဲ့မီးသွေးဖုတ်ဖြစ်ပါတယ်။ မြေတိုက်မီသွေးဖို့ကိုမြေပေါ်မှာတီဆောက်လုတ်ကင်ချင်းကြောင်းမြေပေါ်ဖုန်နီးလို့ခေါ်ကြပါတယ်။မီသွေးဖို့လုတ်ချင်းကိုမြန်မာနိုင်ငံအရက်ရက်မှာဖုတ်လုတ်ကြပါတယ်။တဏီယာနဲ့တဏီယာမတူကြပါဘူး။တကြောင်တကားထားတရွာတပုတ်ဆန်းဆိုသလိုကိုနီးကိုဟန်နဲ့ကိုလုတ်ကင်ကြပါတယ်။ဘလို့ပဲပြောပြောမီသွေးကောင်းမကောင်းမှာမီသွေးဖုတ်လုတ်တဲ့တစ်သားအပြော့အမာပေါ်မှာသာမူတည်ပါတယ်။သူတို့ပြုလုပ်နေကြတဲ့မြေတိုက်မီသွေးဖို့ရဲ့ပေးရှိအလျားကပေ၄၀ခန်းရှိပါတယ်။အနံမှာ ဖုတ်တိကိုဘီအမြင့်မှာချစ်ပီရှိပါတယ်။ဒါကြောင့်မောင်တိုက်ကမိသွေးဖိုးဘောကိုတစ်ချက်မောကြည့်ပြီးမေးလိုက်ပါတယ်။ဦးကြီးထွန်းကုန်းမောင်ထိုးပြီးတင်အားလိမ့်မယ်ထင်းနေဗျ။အေးဟုတ်တယ်။ဦးကြီးထွန်းကမောင်တိုက်စီကိုတစ်ချက်လမ်းကြည့်ပြီးတော့ကုန်းမောင်ကတဆင်လိတ်တင်ကြကွာ။ဟေးကျော်စိန်တို့ငတိုင်းကြီးတို့ဝိုင်းကူကြအောင်လေကွာ။ထွန်းအောင်ကတောင်းထားဖြည်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 းလောက်ကြထွန်းအောင်နဲ့ချွေမော်တို့ကထိဝတောင်စုပ်ကန့်ရှိတဲ့တေလုံးကြီးကိုအစွန်တစ်ဖက်စီကန်ပြီး ကုန်းမောင်ဘောပါတဆင်မိသွေထင်းပုံဘောကိုရောက်အောင်တွန်းတင်နေကြပါတယ်။ကိုင်းတွန်းဟတွန်းဟတတိလဲထားကြအောင်အေးအေးဟုတ်ပြီဟုတ်ပြီနောက်တလုံးနောက်တလုံးဦးကြီးထွန်းကလူငယ်တွေတွန်းတင်ပေးတဲ့တစ်လုံးတွေကိုတစ်ပုံဘောမှာနေရာတကြားအစီစဉ်ပါတယ်။ဒုဖိုကအလျားပေ40အနံ9ပေဆိုတော့ရန်တိုင်းတစ်ခုစီရဲ့အကွာဝေးကတော့ဆယ်ပေလောက်မှန်းပြီးတော့စိုက်ကြတာပေါ့ကွာ။ကဲလောက်ကြတော့လောက်ကြလောက်ကြဒီလိုနဲ့ရဲဆက်လှုပ်လိုက်ကြရာပထမတော့မိသွေးဖို့သုံးဖို့စလုံးပြည်စည်းသွားပြီဖြစ်ပါတယ်။ ပထမတော့ကပထမမိသွေးဖိုကိုလည်းမီးတင်ထားကြပြီဖြစ်ပါတယ်။ဒါကြောင့်ဦးကြီးထွန်းအပါအဝင်လူကြီး၃ယောက်ကမီးအခြေအနေကိုကြည့်ရှုလေ့လာနေကြစဉ်မှာတင်းအောင်နဲ့ရွှေမော်တို့ကနနေစာစားပြီးကလေးကညနေကိုခါချင်ဟင်းချက်စားကြမယ်ဆိုပြီးမီးသွေးထင်းရှားစဉ်ကလေးကသူတို့တွေ့ထားတဲ့ခါချင်တုတ်တွေရှိရာကိုထွက်လာကြပါတယ်။ဒီကောင်တွေကငိုးချုပ်နေဝင်ဦးကြီးထွန်းကဒီစကားကို၄-၅ခါထက်မနည်းရေရွတ်ကမီးသွေးဖိုဘက်ထွက်သွားလိုက် တဲတဲပြန်လာကြည့်လိုက်နဲ့ကနာမငိန်ဖြစ်နေပါတယ်။ဦးကြီးထွန်းဒီလိုဖြစ်မိဆိုကလည်းဖြစ်စရာမနေ့ကစားပြီးကလေးကတိမ့်အောင်နဲ့ရွှေမော်တို့ကမိသွေးထင်းသွားရှာစဉ်ကလေးကတွေ့ထားခဲ့ကြတယ်ဆိုတဲ့တော်တဲ့ကိုခါချင်းထုတ်ယူရန်ထွက်သွားကြပါတယ်။ယနေ့နေ့လုံးမှာယူမပေါ်မေးတင်နေပြီဖြစ်ပါတယ်။သူတို့နှစ်ယောက်ကယခုထိစခန်းသို့ပြန်ရောက်မလာကြသေးတော်မှာတောင်းမှာနေညိုတာနဲ့စခန်းပြန်ရောက်နေကြရမယ်ဆိုတာကိုမသိလေသလားဆိုတော့လူကြီးဖြစ်သူတိမ့်အောင်ကိုဦးကြီးထွန်းတော်သာထွက်နေပါတယ်။ သူတို့နှစ်ယောက်လက်ဗလာနဲ့ပြန်လာကြတာကိုမြင်တာနဲ့ဦးကြီးထွန်းကဟေ့ကောင်တိုင်အောင်ခုဘယ်ချိန်ရှိပလဲကွာမင်းတို့ကဘယ်လိုမှထားလဲဟူ၍စီးဟောက်လိုက်ပါတယ်ဦးကြီးထွန်းရဲ့အဖြစ်ကတော့ပြောပါနဲ့တော့ဗျာဒီကောင်ပဲမေးကြည့်ပါတော့တိုင်အောင်ကရွှေမော်ကိုသာမေးကြည့်ပါတော့ဆိုတာကြောင့်ဦးကြီးထွန်းကကဲကဲပြောပါအောင်တောင်မှာတောမှာဘယ်လိုဖြစ်လို့ဒီလိုမိုးချုပ်နေဝင်နေကြရဦးကြီးထွန်းရဲ့စကားမဆုံးမီမှာတိုင်အောင်နဲ့ရွှေမော်တို့ကယနေ့တောထဲမှာသူတို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်ကိုပြောပြကြပါတယ် သူတို့နှစ်ယောက်ကပထမဦးဆုံးညနေငပိရီနဲ့တိုးစားရန်ဂျင်ကားဘူးခုတ်ကြပါရယ်ပြီးတော့မှခါချင်းထုတ်သေးကခါချင်းကောင်မဖြစ်လာသေးတဲ့ခါချင်းကောင်လုံးအထုတ်တွေဥရီကိုတစ်ပင်ပေါ်ကခုတ်ချနေကြပါရယ်ခါချင်းထုတ်နှစ်ထုတ်သုံးထုတ်သာခုတ်ချရသေးပါရယ်ခါချင်းတို့ကိုဖျက်ပြီးခါချင်းဥခါချင်းကောင်လောင်းတွေကိုပင်မကောက်ယူကြရသေးကြားမိတဲ့တခုကိုကြားလိုက်ကြရပါရယ်ဒီခါတစ်ပင်ပေါ်ကအောက်ကိုမဆင်းရဲကြတော့ပဲကြားမိတဲ့ကြားရဖက်ကိုလမ်းကြည့်နေကြပါရယ် ကြားမိတန်ကသူတို့စခန်းထဲကကြားနေကြကြားမိတန်မဟုတ်ပါဘူး။ယိုးမထဲကကြားဟင်းတန်ကြားကောင်တစ်တန်နဲ့လည်းမတူပါဘူး။အစကတော့ကျောင်းအော်တန်လားလို့ပင် ထင်လိုက်မိကြပါသေးတယ်။ဒါပေမဲ့ကျောင်းမိတန်ကဒီလိုမကျဲအိမ်ကြောင်တောကြောင်တွေမိလိုက်ကြတဲ့အခါမိတန်လိုအတန်မှာဆွဲဆွဲငင်ငင်နဲ့တန်ရှိဆွဲပြီးမိနေပါတယ်။မကြမိမှပင်အဲ့ဒီအတန်ရှင်ကြားတကောင်ကသူတို့အနီးကိုရောက်ချလာပါတယ်။ကြားမှာအမိကနာမငိမ့်ပဲလှုပ်ရမ်းနေသလိုဝမ်းကောင်းတဲ့ကြီးနဲ့တန်ရှိဆွဲပြီး ခြုံငုံမြည်နေတဲ့အတန်ကလည်းပြတ်မသွားပါဇက်ကြီးကိုမဟာပဲအန်ကျိတ်မိနေသလိုဖြစ်နေပါဗျ။ပြီးတော့ကြောင်ချစ်ဟုပြောကြသလိုတစ်ပင်တပင်ရဲ့ပင်စီကိုဒေါသတကြီးကုတ်ချစ်နေပြန်ပါဗျ။ဒီလိုကုတ်ချစ်နေစဉ်မှာလည်းပါဇက်ထဲကအော်မြည်နေတဲ့ကရက်မသွားအတွင်းကျိတ်ပြီးအော်မြည်တယ်လို့ညှို့နေပါဗျ။ကြာကြီးဒီလိုကုတ်ချစ်လုံနေတာကိုကြည်ပြီးချွေမောင်ကကြောက်စိတ်ဝင်လာပါဗျ။သူ့ဆရာကြောင်ပေရင် တွတ်သလိုကြာကြီးကကြာကြီးကသူတို့မြည်သည့်တစ်ပင်မှာရှိနေကြသည်နည်းဟု ကြားကအပီရင်တွက်နေပြီလို့ထင်လိုက်ပါတယ်။ဒီလိုကြားကတစ်ပင်စီကိုကုတ်ချစ်ပစ်လိုက်၊ဗဇက်ကဝမ်းခေါင်းတန်ကြီးနဲ့မြည်လိုက်၊မြည်ပြင်ပေါ်လိမ့်လိုက်လုံနေချိန်မှာမြည်တံတစ်မျိုးပေးကသူ့ထက်ကြီးရဲ့ကြားတော်ကောင်ရောက်လာပြန်ပါတယ်။နောက်ရောက်လာတဲ့ကြားကပထမကြားအနီးကိုသွားကတ်ရာပထမကြားကနောက်ရောက်လာတဲ့ကြားကိုပထမကြားကနောက်ရောက်လာတဲ့ကြားကိုအကန့်မခံပဲရံမူတန်နဲ့လိုက်ကြိုက်ပါတယ်။ဒီအခါပထမကြားနာကိုမကတ်ဝင်ပဲဒုတိယရောက်လာတဲ့ကြားကချင်းသိထိုင်ထိုင်ကား ပထမကြားကိုစိမ့်စိမ့်ကြည့်ပြီးမတိုးမကျယ်အော်မြည်နေပါတယ်။ခဏကြာမှပထမနီးတူဒုတိယကြားကပထမကြားနာကိုတွားကပ်ပြန်ပါတယ်။ပထမကြားကအကက်မခံပထမနီးတူမတိုးမကျယ်မြည်တမ်းကမြေပေါ်မှာလူးလိမ့်နေပါတယ်။နှကောင်စလုံးရဲ့မြည်တမ်းကရောရှည်နေပြီးတကောင်နဲ့တကောင်စိန်ခေါ်နေသလိုဖြစ်နေပါတယ်။ဒုတိယရောက်လာတဲ့ကြားကပထမကြားစီကိုအလေးဝင်ရန်ချောင်းနေပါတယ်။ပထမကြားကလည်းသူ့အနာကိုအကက်မခံ အနားရောက်လာတိုင်းမြေပြင်ပေါ်ကကောင်းထောင်ပြီးလန်လန်ကိုက်နေပါတယ်။ဒီခါဒုတိယရောက်လာတဲ့ကြားကလည်းဝမ်ကောင်းတဲ့ကြီးနဲ့ဒရဇက်မြည်လာပါတယ်။ကြားကြီးနှကောင်ဒီလိုမြည်လိုက်អော်လိုက်ဖြစ်နေကြစင်မှာနောက်ထပ်ကြားတကောင်ကဘယ်ကဘလို့ပေါက်ချလာသည်မသိ။အတန်ပြေးပြီးတကောင်နဲ့တကောင်အော်မြည်နေကြတဲ့ကြားနှကောင်သားကိုရောက်လာပြန်ပါတယ်။ဒီခါမှာတော့အလုံးအရက်ကလည်းတိတ်မကွာလာတဲ့ဒုတိယကြားနဲ့နောက်မှရောက်လာတဲ့တတိယကြားတို့ကအသေးအလဲကြိုက်ခဲကြပါတော့တယ်။ကြိုက်လိုက်ကြသည်မှာ သူတပြန်ကိုတပြန်နဲ့ရှားရာကိုဆွဲကြိုက်တာကြောင့်တကောင်မှနရွဲ့ဆုပ်သွားပြီးနောက်တကောင်ကလည်းလက်ပြန်မှသွေးတွေထွက်ကြလာပါတယ်။ဒါပေမဲ့လည်းတကောင်နဲ့တကောင်အရှုံးမပေးဘဲတဲကြီးမဲကြီးကုန်းကိုက်နေကြတော့မဲဖြစ်ပါတယ်။ဒုတိယကြားနဲ့တတိယကြားတို့ဒီလိုသူတပြန်ကိုတပြန်အသေးအလဲကိုက်နေကြချိန်မှာပထမဦးဆုံးသူတို့စမြင်တဲ့ကြားကတော့မြေပြင်ပေါ်မှာလူလိမ့်ထလာကမြည်သည့်တားကောင်ဖက်မှဝင်မပါပဲအမီးတနန်းနန်းလောက်ကပါဇက်ကလည်းမြည်ပြီး ခုနှစ်ကောင်ကိုဒီအတိုင်းစိမ့်စိမ့်ကြီးမလုံမချက်ရက်ကြည့်နေပါတယ်။ဒီလိုနဲ့ကြိုက်ခဲနေကြတဲ့ကြားနှစ်ကောင်ကမိဒီအကောင်ကဒုတိယမိဒီအကောင်ကတတိယနောက်ဆုံးမှရောက်လာတဲ့အကောင်ဟုပင်ခွဲခြားမမတ်မိနိုင်ကြတော့ပဲလုံထွေးကြိုက်ခဲနေကြတာကိုသေပင်ပေါ်ကကြောက်ကြောက်နဲ့ငုံကြည့်နေမိကြပါတယ်။တကောင်နဲ့တကောင် လုံထွေးကြိုက်ခဲနေကြသည်မှာကွန်းတရာညက်ပင်မချနှရွက်ဆုပ်သွားတဲ့အကောင်ကပါဇက်ကပါသွေးတွေထွက်လာပြီးထွက်ပြေးသွားပါတော့တယ် ဒီခါလက်ပြင်းမှာသွေးစာသွေးနာထွက်နေတဲ့ကြာကြီးကသူ့နှကောင်အသေးလေးကိုက်ခဲနေကြတာကိုမင်းတက်မိပြီးကြီးနေတဲ့ကြားရဲ့ဂုတ်ဆက်ကိုရုတ်တရက်ဝင်ခဲပြီးခွာစည်းထားလိုက်ပါတယ်။ပြီးတော့နှကောင်စလုံးတန်သေးတန်ကြောင်တွေနဲ့အုံညီပြီးမြေပြင်မှာလူးလိမ့်နေကြပါတယ်။ဒီခါမှပထမဦးဆုံးသူတို့စမြင်ရတဲ့ကြားကကြားမဖြစ်နေကြောင်းတိတ်အောင်နဲ့ရွှေမော်တို့ကတီးလိုက်ကြရပါတယ်။ထူကြားထီးကြားမှနှကောင်တို့မှတကောင်နဲ့တကောင်ကြီးကြီးနက်နက်ဖြစ်သွားကြပြီမဲ့လည်း အဲ့ဒီနေရာကတော်တော်နဲ့မခွာကြသေးတကောင်နဲ့တကောင်လက်ပုတ်ကောင်းပုတ်ကြီးစဲကြိုက်ခဲနေကြဒီမှာလဲအကြကြီးတယောက်နဲ့ရွှေမော်တို့ကနင်းညိုလာတာနဲ့သူတို့နှစ်ယောက်ကိုစခန်းရှိလူတွေကစိုးရိမ်နေကြမှာကိုလည်းသိကြပါဗါးဒါပေမဲ့ကြားလင်မယားစုံတွဲကအဲ့ဒီနေရာကမခွာကြသေးတာကြောင့်သူတို့နှစ်ယောက်ကနေတိုးရဲ့နီနီတိပင်ပေါ်ကအောက်ကိုမဆင်းရဲဖြစ်ခဲ့ကြပါဗါးဒီနောက်နေတော်တော်ကြာသွားပြီးရိုးမဖက်ကဂျီဟောက်တန်ကိုကြားတော့မှကြားလင်မယားစုံတွဲကတကောင်နဲ့တကောင် ိုးတိုက်ကြီးစေပြီးဂျူးမတော်နယ်ဖက်ကိုထွက်သွားကြပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်မှာတိပင်ဘော်ကချက်ချင်းမဆင်းရဲကြသေးပဲဖြစ်နေပါတယ်။မလာလူသောတတိယကြားအနာဝန်းကျင်မှာရှီမြာရှိနေသေးသလားဟုကြည့်နေကြရပါသေးတယ်။အဲဒီနောက်ကြားလင်မယားစုံနဲ့ထွက်သွားကြတဲ့ဖက်မှတောကျဲတအုပ်ထားပြန်ပြီးကျမတကောင်ကျဲကျဲလောင်လောင်ကတော်လိုက်တန်ကိုကြားရတော့မှတိပင်ဘော်ကကမန်းကရန်ဆင်းပြီးစက္ကန်းကိုပြေးလာခဲ့ကြခြင်းဖြစ်ပါတယ်။ဤဒီကိုကျော်စိန်က တော်တော်ခါချင်းကျော်ဟင်းငကြီးကြတဲ့ကောင်လေးကြားကလည်းကြောင်လိုပဲတိပင်ပေါ်တက်တက်တယ်နော်ကြားစရာကြောင်ဆူမဟုတ်လားကြားကြီးတွေကအနံ့ခံပြီးနင်တို့တိပင်ပေါ်တက်မကြိုက်တာပဲကံကောင်းနေမက်ဟူ၍ပြောလိုက်ရာရွှေမော်ကကိုကြီးစိန်ကလည်းကြားမှာနှာခေါင်းပေါက်မှမပါတာဘယ်လိုလုပ်ကျုပ်တို့အနံ့ခံတက်ကြိုက်လို့ရမလဲဗျပေါက်ကရမင်းမသူပြောလဲနှာခေါင်းပေါက်မပိုင်ရင်ဘယ်လိုလုပ်အသက်ရှူမလဲတင်ပါဖို့ဟာထိုးအောင်က ဝင်ပြောပြန်ပါတယ်ကဲကြားမှာနှာခေါင်းပေါက်ပိုင်ရင်မင်းပြောသလိုဘာဖြစ်လို့အနံ့မခံတက်လဲပြော ဟဲ့ကောင်လေးတော်တော့ဒါစိန်ကောင်စိန်စားပြီးကြားပါဇက်ကအမြဲပုတ်ဟောင်းနန်းစောနေတာဘယ်ကောင်နဲ့ကိုခံလို့ရမှာတော့ကြာတာအနားခံကြိုက်တိုက်ရင်တတရဘန်မှာတရိတ်ဆန်ရဲ့လူတော်ကြံမှာမဟုတ်ဘူးကွာဦးကြီးထွန်းကကြားနဲ့မရသည်ကိုအဖြေထုတ်ပြောလိုက်ပါတယ်ကြားဟူကြောင်းကတစ်ပင်တက်တော့တင်ပြီးခဲ့တယ်တဲ့ဒါပေမဲ့ဆရာသားအနေနဲ့အစင်းကိုတော့တင်မပြီးခဲ့ဘူးတဲ့အဲ့ဒါကြောင့်တင်ပင်ပေါ်တက်ပဲတက်တက်ပြီးတော့မစင်းတက်လို့လဲမင်းတို့တော့ကောင်ဒီနေ့ကြားပါဇက်ထဲမရောက်ခဲ့တာပေါ့ဟူ၍ထက်ဆောင်ကဝင်ပြောလိုက်ပြန်ပါတယ် ေကောင်တွေခုပဲချိန်ရှိပြီလေလောက်ကြလောက်ကြချွေမောင်နဲ့တင်းအောင်ကြီးတို့ရလာတဲ့ခါချင်းကျော်ဟင်းနဲ့ထမင်းစားကြရအောင်ကွဲတို့ဦးကြီးထွန်းရွဲအော်ပြောလိုက်မှသူတို့ကြားစကားဝိုင်းရက်ပြီးညနေစာစားဖြစ်ကြပါတော့တယ်ကြားမိတ်လူပွဲဆိုတဲ့ဝတ္ထုတို့ဇလန်းလေးကိုဖတ်ပြလို့ပြီးပါပြီခင်ဗျာဆက်လက်ပြီးတော့ဆက်လက်ပြီးတော့လောဘအနဝါမဒေါသအလာဆိုတဲ့ဝတ္ထုတို့ဇလန်းလေးကိုဖတ်ပြပြီးသွားမှာဖြစ်ပါတယ်ဖိုးကြော့လောဘအနဝါမဒေါသတလာလူလေးထထ ဥတည်ဆောင်လာခေါ်နေပြီဟဲကောင်ချစ်လာဘယ်ချိန်ရှိပြီလဲကွာခုဒီအိယာကမထားသေးဘူးလားငုံလင်းတော့မယ်ငါခွေအမေအော်နိုးတန်နဲ့အတူဥတည်ဆောင်ရဲ့ငက်ဆိုးထိုးတန်ကိုပါစောစောစီစီတစ်ဆက်ထဲကြားလိုက်ရပါတယ်ဒါပေမဲ့လီနဲ့ရောတဲ့မိုးကတစိမ့်စိမ့်ရွာနေတာကြောင့်ချစ်လာအိယာကနေမထချင်သေးအချိန်ကလေးရသမျှတော့ခဏပဲဖြစ်ဖြစ်မင်းနေလိုက်ချင်ပါသေးတယ်ဥတည်ဆောင်မှာရွာဖြားပိုင်းကငါးပြားတန်းပိုင်ပိုက်ပိုင်လေးပိုင်လုပ်ကန်းပိုင်ရှင်ဖြစ်ပါတယ် သူစီမှာလေဘဲကိုင်းအကူအဖြစ်ချစ်လာလိုက်နေဒီမှာတလာခန့်မင်ရှိနေပြီဖြစ်ပါတယ်ဆယ်လေးနှစ်ကြောကြောသာရှိသေးတဲ့ချစ်လာကိုသူ့အဖေအမေတို့ကလည်းဥတင်ဆောင်စီမှာကြီးကြီးဖြူဖြူအလုတ်တင်အဖြစ်နဲ့အနန္ထားပါတယ်အဖိုးလက်ခဟူ၍မိမိရဲ့ရတတ်မှတ်ချက်မရှိသေးဟင်းစားနဲ့ငါးရောင်းရလင်စွကျဲလေးလုံးကြီးလေးအစတော့ဝယ်ပြီးဖို့ရပါတယ်တငါတို့ရဲ့သဘာဝအရဤဒီကိုပင်ချစ်လာရဲ့အဖေအမေတို့ကကျေးဇူးကဘာဖြစ်နေကြပါတယ် ချစ်လာကိုဥတင်ဆောင်ကလာခေါ်နေခြင်းမှာညာဦးပိုင်းကသွားချထားခဲ့တဲ့ငါးပြားတန်းတွေကိုသွားဖော်ကြဖို့ဖြစ်ပါတယ်။ဥတင်ဆောင်ကသာမိုးလင်းတော့မယ်လို့ဆိုပေမဲ့အမှန်မှာတော့မိုးလင်းဖို့နောက်ထပ်ကျက်နှခါတွန်လောက်ပင်ကြံပါသေးတယ်။ဒါကြောင့်ဒီလူကြီးအလကားလာလုံးနေပြန်ပြီ။ဟူ၍စိတ်ထဲကကြိမ်ဆဲလိုက်မိပါတယ်။ဟေးကောင်ချစ်လာလွန်မြန်ထပါဟာတိတ်ချိန်ရှိတော့ဘူး။ရေမစိခင်တို့ချောင်းပြရောက်မှဖြစ်မှာဟာ။နောက်ကျရင်တို့ဟာတွေတခိုးနောက်ပါကုန်လိမ့်မယ်။ခုတလောတခိုးတွေကတိတ်တောင်းချမ်းနေတာမင်းအသိသားနဲ့ ဟဲ့လူလေးထပါဆိုနေမလို့သေးဘူးလားဒီတခါတော့ဆက်ပြီးမင်းနေရွေးမဖြစ်တော့ဦးတင်ဆောင်ရဲ့အတန်နဲ့အမေရဲ့အတန်ကပွက်လောရိုက်လာတော့မှဖြစ်ပါတယ်ယခုတလောငါးမြန်းတဲ့သခိုးတွေကိုလည်းဦးတင်ဆောင်ပြောတာကြောင့်ချက်ချင်းသတိရလိုက်ကချစ်လာအိယာကလူလေထလာပါတယ်ဦးတင်ဆောင်ရဲ့အကြောင်းကိုချစ်လာကကောင်းစွာသိသူဖြစ်ပါတယ်ဦးတင်ဆောင်မှာစိတ်မြန်လက်မြန်ရှိသူဖြစ်ပါတယ်ဒေါသလည်းအလွန်ကြီးတတ်ပါတယ်အမှန်ကတော့ဦးတင်ဆောင်သာမဟုတ် သူ့အကိုဥတင်မောင်မှာလဲလောဘဒေါသအလွန်ကြီးသူဖြစ်ပါတယ်။ဒါကြောင့်ဆက်ဆက်ထိမခံတတ်ကြတဲ့ဒီညီကိုနှစ်ယောက်ကိုမြားရန်သမားတိုင်းကယွန့်ကြလန်းကြပါတယ်။ကြောက်ကြမုန်းကြပါတယ်။ဒါပေမဲ့ယခုတလောမှာညရချောင်းထဲမှာငါရောမြားရန်မှာခိုးနေကြတဲ့ငါကူတောင်ကျန်တစုကရမန်နီးကဥတင်ဆောင်ရဲ့ကိုဥတင်မောင်ရဲ့ငါမြားတန်းတွေကိုမိုးလင်းရံမှာခိုးယူသွားကြတယ်ဆိုကြားရပါတယ်။ဒီဒီတို့ကြောင့်ဥတင်မောင်ကအကြီးအကျယ်ဒေါသဥတွေပောက်ကွဲနေသလို့ ညီဖြစ်သူဥတင်ဆောင်မှာလဲသူပိုက်ကိုစိုးရင်စိမ့်နဲ့ယခုလိုချစ်လာကိုစောစောစီစီလာခေါ်နေခြင်းဖြစ်ပါတယ်မျက်နာတစ်ပြီးတာနဲ့ဆေးရွက်ကြီးတငုံကိုပါဇက်ထဲထဲလိုက်ပြီးတော့ကဲဦးလေးလာသွားကြမယ်ဟူ၍ချစ်လာကပြောလိုက်ပါတယ်တဖက်ဖောက်တန်ဘုံမီးဆောင်တစ်ခုကိုဆွဲကင်ကမိုးကြီးလေကြီးထဲတက်ဆွဲ၍ချစ်လာဥတင်ဆောင်နောက်ကို လိုက်လာရပါတယ်သူအေးရထနောက်ကြတာကိုဥတင်ဆောင်ကျင်းနေပုံမရတာကြောင့်ချစ်လာကဥတင်ဆောင်ကို စကားမဆိုရဲပဲစိတ်စိတ်သာလိုက်လာပါတယ် ူတို့နှစ်ယောက်ကညာဦးကလေးကသွေတန်းထောင်ထားခဲ့ကြတဲ့မြရချောင်းဖက်ကိုထွက်လာကြပါတယ်။ဒါနဲ့ဟိုတညကဗာကြီးတင်မောင်ရဲ့ငားများတန်းတွေပျောက်တယ်ဆိုဦးလေးကြပြီးရောပေါ့။လမ်းတဝဲခန်းလောက်ရောက်မှာတော့ဦးတင်ဆောင်ရဲ့စိတ်ပြေမပြေကိုအကယ်တိလို့တာကြောင့်ချစ်လာကမေးလိုက်ပါတယ်။တိတ်ကြပေါ့ကွာအဲ့ဒါကြောင့်မင်းကိုစောစောစီစီလာနိုးရတာပါ။ဘဲကောင်တွေရှိဦးမလဲကွာ။ဂျာကန်ရွာကကောင်တွေနေမှာပေါ့။အကူကြီးမို့ကွာငါသာစုဘေးရမလဲ။ဂျာကန်ရွာကိုအလောင်းမဲပို့လိုက်မယ်။ဦးတင်ဆောင်ရဲ့လောဘဒေါသကိုတီထားသူမို့ ချစ်လာကဥတင်ဆောင်ရဲ့ဇကားကိုအကျွင်းမဲ့ယုံကြည်ပါတယ်။မိုးတဲလီနဲ့ဒစိမ့်စိမ့်ယွာနေတဲ့မိုးကချစ်လာနဲ့ဥတင်ဆောင်တို့လေစိမ့်နာရောက်လာကြတဲ့အထိမဆဲသေးခရာချုံထဲကလေကိုဆွဲထုတ်ပြီးခြားကြပါတယ်။လေငယ်ကရေထဲရှောကနေကြာသွားပါတယ်။လီဝမ်းတဲ့ထဲထားတဲ့မီးအုပ်ဆောင်ကရုတ်တရက်ငိမ့်သွားတာကြောင့်ချစ်လာပါဇက်ကအာမေဒိတ်တန်ထွက်သွားပါတယ်။ဒါပေမဲ့ဘာမှမကြလိုက်။ဥတင်ဆောင်ကချက်ချင်းပဲမီးအုပ်ဆောင်မီးခွက်ကိုပြန်ထုံးပေးလိုက်ပါတယ်။ဥတင်ဆောင်ရဲ့ငါးပြားတန်ရှိရာ မြရချောင်းဖဲမှာမိုးတက်ဆင်းနေပါတယ်။ချစ်လာရေရိုးဖက်ကမတော်ပါနဲ့ဟာကမ်းဘက်ကက်ဆန်းမှာရေကြပြင်းသေးတယ်။ဟုတ်ကဲ့ဦးလေးလေပိုင်များတန်းပိုင်ရှင်ဦးတင်ဆောင်ရဲ့အမိန်အတိုင်းချစ်လာကကန်းဆက်ကိုကတ်နိုင်သမျှကတ်ဖို့လေပေးလိုက်ပါတယ်။ဒါပေမဲ့ကန်းကိုလည်းတိတ်ကက်ရွေးတော့မရမတော်တဆဆောက်ဆုံတဲ့လေငယ်ဝင်သွားမှလည်းစိုးရပါသေးတယ်။တစုံတစ်ခုအမာရင်ဖြစ်လင်ဦးတင်ဆောင်ကတီးခန့်တတ်သူမဟုတ်မိမိကိုယ်သာအပြစ်တင်မှာဖြစ်ပါတယ်။ဒါကြောင့်ချစ်လာကမိုးထဲလေထဲမှာ လေဘဲကိုသတိထားခိုင်းတွယ်နေရပါတယ်။ဦးလေးရေချောင်းတိတ်ကျန်းနေတဲ့ခဏကန်းကပ်ပြီးတော့နားနေကြပါထင်တယ်။ရပါရဲကွာနည်းနည်းအားစိုက်ပြီးတော့လော်လိုက်စမ်းပါ။ငါငါပြန်ရွှဲနေနားနေတော့လူခိုးသွားပါစိုးလို့ပါ။တခိုးရီအတွက်ဒီလိုမိုးတက်လေပြင်းရိုက်နေတဲ့အချိန်ကအချိန်ကောင်းပဲကွာမင်းပါနားလေလို့လေ။ချစ်လာကစိတ်ပေါပေါနဲ့လေဦးကိုဆောက်ချုံနာကကပ်ဝေးလိုက်ပါတယ်။ဟေးကောင်ဟေးကောင်လေဦးထိမ့်ပါဟ။ထိမ့်တာပဲဦးလေးရေစည်းကတိတ်ပြင်းနေလို့ပါ။ချောင်းပေါ်အုပ်ချနေတဲ့ဆောက်ချုံနဲ့ဝင်တိုက်မိတဲ့ဦးတင်ဆောင်မှာ ချစ်လာကိုအရန်တော့ပွားသွားပါတယ်။ဒါပေမဲ့ရေစီးတန်နေဒီမှာလည်းအမှန်ဖြစ်နေရာရုတ်တရက်မဆွဲရဲကမန်းကနန်းနဲ့စောက်ချုံကိုင်းတကိုင်းကိုသာမိမိရရဆွဲထားလိုက်ပါတယ်။မောင်မဲချမ်းအေးနေတဲ့ညအီပြင်ပေါ်မှာစောက်ချုံထဲကညငယ်တကောင်ကစောက်ချုံထဲကညငယ်တကောင်ရဲ့အထိတ်တလန့်အော်မီလမ်းပြန်တန်ကြောင့်ချစ်လာပင်လမ်းဖြန့်သွားပါတယ်။ဒါပေမဲ့ဥတင်ဆောင်တည်ရင်အသေးကြောင်ရန်ကောဟုအပြစ်တင်ဆဲဆူမှာစိုးရာကြောင့်ငြိမ်နေလိုက်ရပါတယ်။ဟောလီကပါနဲ့ညနေပြန်ပါလိမ့် မတော်ပြန်ဘူးဦးလေးတစိတ်စမ်းကြည့်စမ်းပါဦးဘာမှမဟုတ်ပါဘူးကွာငါဆောက်ချုံကိုဆွဲထားမိလို့ပါမင်းသားချင်းခဏနားပါလားအစိုးကြီးနိုးလာကလေးကစိတ်ပြက်ချင်နေတဲ့ချစ်လာကရပါတယ်ဦးလေးရေမိုးကအတော်ကြာဆဲသွားပါလိမ့်မယ်ဟူ၍တမင်အရွယ်တိုက်ပြောလိုက်ပါတယ်ရေစစ်စပြူပြီးဖြစ်တာကြောင့်ချစ်လာနဲ့ဦးတင်ဆောင်တို့ကသူတို့ငါးများတန်းချထားရမြရာချောင်းဘက်ကိုထွက်လာကြပါတယ်ချစ်လာစောစောကထင်ကြီးပေးတယ်လို့မူတက်လီကရက်မသွားချောင်းဖြတ်ဖက်မှာမိုးကပူပြီးတဲလာပါတယ် ခမောက်ပေါ်ကြတဲ့မူဒီမိုးပေါက်တွေကပေါက်ပေါက်ဖောက်တယ်လို့ပြောင်းဆန်လာပါတယ်။မြရာချောင်းဖျားရဲ့ကွေးတစ်ခုကိုလီငယ်ကကွေးလိုက်ပါတယ်။သူတို့လီနဲ့ဝါလီငါရိုက်လောက်အခွာမှာမိအောင်တန်းတစ်ခုကြောင့်ဦးတင်ဆောင်နဲ့ချစ်လာတို့ရဲ့ယင်ထဲမှာထိတ်ကနေဖြစ်သွားကြပါတယ်။ချစ်လာဦးတင်ဆောင်ကလေတန်းနဲ့တီးတို့ခေါ်လိုက်ပါတယ်။ဗျာဦးလေးမင်းမင်းမြင်လားခူကောင်တွေတို့ငါများတန်းကိုခိုးပေါ်နေကြပြီကွာ။ဟုတ်မယ်ဦးလေးကျွန်တော်လည်းမိအောင်လို့လို့တော့မြင်လိုက်တယ်။အဲဒါကြောင့်မင်းတို့ကစောစောကပြောတာပေါ့ ဒုက္ခနာနားမိတာဒီကောင်တွေအတွက်အကွက်ကြီးပဲကွာမောင်မိုက်နေတဲ့ချောင်းရီပြင်ထဲမှာနောက်ထပ်ပေါ်လာမယ့်မီးရောင်တန်းကိုချစ်လာနဲ့ဥတင်ဆောင်တို့ကစူးစူးဆဲဆဲကြီးနေကြပါတယ်ဒါပေမဲ့နောက်ထပ်မီးရောင်ကိုတော့လုံးဝမမြင်ရရေပြင်နဲ့ထိလာတဲ့မိုးပေါက်တို့ရဲ့ရေပန်းကိုသာတစ်ချောင်းလုံးပြန်ကျဲပြီးမြင်နေရပါတယ်ချစ်လာလီကိုကန်းဆက်မောင်ကြီးကနေကပ်ပြီးသွားကြမယ်ကွာခွေးကောင်တွေဒီတစ်ခါတော့တင်ဆောင်အကြောင်းကောင်းကောင်းအတိပဲဒီလိုလို့ကွာလီလော်တန်မကြောက်အောင် လော်သွားကြရမှာဖြစ်မယ် မင်းကတခိုးလေးကိုမြင်တက်တယ်မကြောက်အနာကက်သေးလို့နီးရင်ကဒီကောင်လေးလေးကိုခုန်ချပြီးတော့လေဘင်းကြီးတက်မယ်ဒီလိုကောင်မျိုးတွေဒီလိုစီရင်တာပဲကောင်းမယ်မင်းဘာမှကြောက်မနေနဲ့နော်နောက်ထပ်ငါဘာမှထပ်မပြောတော့ငါပြောသလိုသာလုပ်ဦးတင်ဆောင်ရဲ့ဒေါသစကားကကြောချမ်းစရာကောင်းလာပါတယ်ဒါပေမဲ့သူတစ်ပါးရဲ့ငါးများတန်းတွေကိုမတရားအချောင်လိုက်ဖြုတ်ခိုးနေကြတဲ့တခိုးတွေကိုဒီနီးနဲ့တင်ခန်းစာပေးခြင်းကအကောင်းဆုံးဆိုဒီကိုချစ်လာကလည်းလူငယ်ပြီပြီသဘောတူလိုက်ပါတယ်လေပင်ကြလို့မူသေးထန်စွာရွာနေပြီမဲ့ စစ်လာနဲ့ဥတင်ဆောင်တို့ကလုံးဝအချမ်းပြေသွားကြပါတယ်။သူတို့ရဲ့ငါးများတန်းတွေရှိရာငရောက်တူအိုင်ဖက်ကိုသာချွေးတီးတီးကြောက်အောင်အတန်ထင်းပြီးလော်ခတ်လာကြပါတယ်။ရုတ်တရက်ဆိုသလိုပဲချောင်းရည်ပြင်းမဲမဲမိုးတဲတဲထဲမှာလီရိတ်တစ်ခုကချစ်လာနဲ့ဥတင်ဆောင်တို့ရဲ့အမြင့်ရိတ်အကြည့်ထဲတန်းတန်းမတ်မတ် ဝင်လာပါတယ်။အကြည့်အမြင့်ဆုံးမှာချောင်းကန်းစမ်းမတိရိတ်တို့ကမြင်သာပေးထားတာကြောင့်တခိုးလီကိုဝိုးတော်သာမြင်နေရပါတယ်။လီပင်းကြလို့မိုးတဲနေတာကြောင့် တခိုးကစိန်ပြေနပြေပဲငါးမြတန်းတွေကိုလိုက်ဖြုတ်ဖျက်ဖို့ယူနေကြပါတယ်။မြရိတ်မဲမဲမှာတခိုးလေးရဲ့ရွေလာနှုံးကနေကွေလွန်လာပါတယ်။ဥတင်ဆောင်ကချစ်လာကိုရှဲကနေသွားကြလေတန်နဲ့အချက်ပေးကကရောင်းကိုမြောင်းပအောင်ထားကြိုက်ပြလိုက်ပါတယ်။ဥတင်ဆောင်ပေးထားတဲ့အမိန်တိုင်းချစ်လာကလော်တက်ကိုအတန်မမီအောင် လော်ခတ်ပြီးငါးမြတန်းတွေခိုးဖြုတ်ယူနေတဲ့လေနောက်ကိုတတိထားပြီးလော်ခတ်လိုက်ပါတယ်။ဥတင်ဆောင်ကနောက်ကိုတစ်ချက်လဲကြည့်လိုက်ပြီး မိဟုတ်ဆောင်ကိုလေဝမ်းဝက်ကအောက်ထဲကိုရုတ်တရက်အတွင်းပြေးလိုက်ပါတယ်ဒီအခါလေဝမ်းထဲမှာပိုး၍အမောင်တဲသွားပါတယ်လေပြင်းမိုးတဲ့ထဲငါးမြန်တဲ့ကျိုးတစားကိုကင်ပြီးဖြည်းဖြည်းချင်းခိုးဖော်နေတဲ့တကူးကနောက်ကိုလုံးဝလဲမကြည့်ပဲသူ့ရဲ့ဒူးစရိုက်မှုကိုသာတဲကြီးမဲကြီးလုံးလာစိုက်နေပါတယ်လေပြင်း၍မူးမောင်ကပိုကျလာတဲ့အပြင်ကန်းဆန်မမြရပင်တွေရဲ့အရေးကလည်းပိုပြီးမဲမောင်လာနေပါတယ်ကျမသေးရင်နဲ့မောင်မိုက်နေတဲ့မိုးတညရဲ့ နီးညူတန်ကလည်းပူမူကျဲလောင်လာပါတယ်။ငါးပြားတဲ့တခိုးကိုလေပင်ညစ်တက်ဖို့တအားခုံအုပ်လိုက်တဲ့ဥတင်ဆောင်ရဲ့ဟေးဟင့်ဟူတဲ့အတန်နဲ့အတူတခိုးရဲ့အထိတ်တလန့်အော်ဟေးလိုက်တဲ့လီပေါ်မအားလုံးကတခိုးရောဥတင်ဆောင်မှာရည်တဲ့ဝုန်းကနေကြသွားတဲ့ဘဲကင်ချစ်လာရဲ့အော်လိုက်တန်တို့ကတခြားလုံးပဲ့တင်ဟီသွားပါတော့တယ်။ငါးပြားတဲ့တခိုးနဲ့ဥတင်ဆောင်တို့ကမောင်မိုက်နေတဲ့မိုးသေးရေထဲမှာဟူဝဝနဲ့အော်ဟစ်တပ်ပုတ်နေကြပြီး ခဏချင်းမှာပင်ရေထဲမြုပ်သွားကြပါတယ်။မင်းတက်မီ၍ကြောင်နေတဲ့ချစ်လာကလက်ထဲကလော်ဒက်ကိုလေဝမ်းထဲချက်ချင်းပစ်ချလိုက်ပြီးလေဝမ်းဝကန်အောက်မှာရှိတဲ့မြို့ဆောင်းကိုမြောက်လိုက်ပြီးဦးတင်ဆောင်တဲ့တခိုးတို့နေမြုပ်သွားကြရာရေပြင်ကိုလမ်းကြည့်လိုက်ပါတယ်။ပလုံစီနေတဲ့ရေပေါ်မှာရေမြုပ်တွေကိုသာမြင်နေရပါတယ်။မင်းမောင်နေတဲ့ရေပြင်မှာလူရိတ်လူချေဟူ၍ကဘာဆိုပါမျှမမြင်ရ။ချစ်လာက ရေစီးနဲ့မျောပါနေတဲ့တခိုးရဲ့လင်းငယ်ကိုမိမိလေးနဲ့လိုက်ဆဲကတွဲချီထားလိုက်ပါတယ်။ အဲ့ဒီနောက်ဦးတင်ဆောင်တဲ့တခိုးတို့နေမြုပ်သွားရရေပြင်ဝန်းကျင်ကိုမိဟုတ်ဆောင်တဲ့ထွန်းကြီးထိုးရှာကြီးလိုက်ပါတယ်ဒီတစ်ခါမှာစောစောကလိုရေမြုပ်တွေပလုံစီနေတာကိုပင်မမြင်ရတော့ရေပလုံတွေကကြာရည်နဲ့အတူမျောပါသွားကြပါတယ်ဟိုနီယာကပေါ်လာနိုဖီနီယာကပေါ်လာနိုနဲ့လေငယ်ကိုတစ်ချက်နှစ်ချက် လော်ခတ်လိုက်မိဟုတ်ဆောင်ကိုမြောက်ပြီးရေပြင်ကိုကြီးလိုက်လုံနေတဲ့ချစ်လာကကွန်းတရာညက်ခန့်ကြာသွားပြီမဲ့လဲဦးတင်ဆောင်တဲ့တခိုးတို့ရဲ့အရေးအယံကိုပင်မမြင်ရတဲ့အခါ အလိုလိုထိတ်လန့်လာပါတယ်မုတက်လီကလည်းငြိမ်သက်သွားတဲ့အခါမှာတော့ညရချောင်းမှာကြောင်မဲ့ဖွဲရာတိတ်ဆိတ်လာပါတယ်လာကြပါဦးမြို့လာကြပါဦးကဲတော်မူကြပါဦးမြဒီမှာဥတင်ဆောင်တဲ့ငါးတခိုးတို့တက်လို့သေးကုန်ကြပြီလာကြပါဦးကဲကြပါဦးခြေလာကညာကြီးမင်းကြီးမှာတည့်ရတဲ့ဘက်အစည်းခံနေရသူတယောက်လို အကြောက်လုံးကြီးထိတ်ထိတ်ပြပြနဲ့အတန်ကုန်ကျုံးအော်နေပါတယ်ဟေးဘသူတို့ဝေးဘယ်ကတော့ဘယ်လူတို့ဟေး မြရာချောင်းရဲ့အထက်အောက်ရှိတငါသေးတို့ထံမှမိသံမြန်းတန်တွေကတမဟုတ်ချင်းဟိုမဒီမပေါ်လာကြပါတယ်။လာကြပါဦးမြို့ဒီမှာဥတင်ဆောင်တဲ့ငါတခိုးတို့တက်ကြလို့ဒေကုံကြပြီ။ပြန်ပြန်လာကြပါ၊ကဲကြပါဦး။မြရာချောင်းကိုအမိတဟဲပြူပြီးအသက်မွေးဝမ်းကြောင်ပြုနေကြတဲ့ရေလုံသားကြီးတွေကလီကလေးတွေကိုစီနဲ့ချစ်လာအနာကိုချက်ချင်းပြင်ရောက်လာကြပါတယ်။ချစ်လာကဖြစ်ချောင်းကုံစင်ပြောပြတဲ့အခါတနာတဲ့အားလုံးကထိတ်ထိတ်လန့်လန့်ဖြစ်သွားကြပါတယ်။မြို့ဆောင်မြောက်ပြီး ရေပြင်ကိုကြည့်သူကကြည့်တက်ထောက်၍ရေထဲဆန်းသူကဆန်းရေထဲငုတ်ရှာဖို့နေရာချသူကရှာနဲ့ချက်ချင်းရရုပ်တဲတဲဖြစ်သွားကြပါတယ်။သူတို့အားလုံးကစုပေါင်း၍나ယူဝဲကြော်ကြော်တနာယီနီးပါးဝိုင်းရှာကြပါတယ်။ဒါပေမဲ့ရေစည်းကလည်းကျန်းနေရာဦးတင်ဆောင်တဲ့ငါးတခုတို့ရဲ့အရေးရောင်ကိုပင်မမြင်ရသေးပါဘူး။ဟဲ့ကောင်လေးဘယ်နေရာကကြာသွားလဲဆိုတာနင်သိမှာဗောဟ။တနာသေးဂျီနေကင်းကြုံရပါလားနော်။ငါနဲ့စိတ်ငြိမ်ဖို့ကောင်းလိုက်တာ ဟိုမေးဒီမေးနဲ့ဆလေးနှစ်သားတန်ကားတဲ့ပေါက်စနလေးကိုဝိုင်းမေးကြပါတယ်။ကောင်းလေးမှလည်းကြောက်ကြောက်နဲ့နောက်တော့အပြောအဆိုပင်မမှန်ချင်တော့ဒီတော့တန်ကားတဲ့ကြီးတွေကဟိုကြည့်ဒီရှာနဲ့မိုးစင်စင်သာလင်းသွားပါတယ်။ညရာချောင်းလေးကမတက်နိုင်ကြသေး။ဟိတ်ကောင်လေးဒီလီဟာနင့်အမီကလွားမှာပဲ။ဒီလီကတင်အောင်ကိုတင်မောင်ရဲ့လေပါလားခွဲ့။နောက်မှရောက်လာသူတန်ကားတဲ့အရင်ဆုံးဥပကွန်ကချစ်လာလီနဲ့တွဲချီထားတဲ့တခိုးလီငယ်ကိုတီတီချာချာကြည့်ကပြောလိုက်ပါတယ်။ဟာဟုတ်တယ်ဗျို့ဒုက္ခပဲ ။ဘာကြီးတင်မောင်ကဒီဖက်မှာသူ့ငါးများနဲ့နေခြားထားတယ်ဆိုပြီးတော့စောစောပိုင်းလေးတင်ဒီဖက်ဆင်းသွားတာကြုံတွေ့လိုက်တယ်ဗျ။ခုနေ့ကချောင်းပြားပိုင်းမှာသူ့များနဲ့နေလူခုဖြုတ်ခံရတယ်ဆိုတာတော့ပြောပြီးတော့ကြုတ်ကိုတတိပေးသွားသေးတယ်။ညရချောင်းပြားထိန်းနေပင်ကွေးမှာအမြဲငါးများနဲ့တွေ့တတ်တဲ့ငတိကဘာကြီးကွန်းရဲ့စကားကိုထောက်ခံလိုက်ပါတယ်။ဒုက္ခပါပဲကွာ။ဒီညီကိုတွေးဆုံမှဆုံတတ်ကြပါလေ။ဒီနာကငါးများနဲ့နေကိုလည်းကြည့်ကြပါအောင်။ဟိတ်ကောင်လေးချစ်လာ။နင်တို့ငါးများနဲ့ကဘယ်နေရာခြားထားလို့တော့ တနာသေးတွေကဝိုင်းဝန်းပြီးငားမြတန်းတွေကိုဖော်ကြည့်ကြတဲ့အခါဥတင်ဆောင်ရဲ့ငားမြတန်းနဲ့ဥတင်မောင်ရဲ့ငားမြတန်းတွေမှာရှုပ်ထွေးရှက်လိန်ရပ်ပင်ရှိနေကြပါတယ်။ထို့ကဲ့သို့ပင်နောက်တနေ့ညနေမှာသူတို့ညီကိုနှယောက်ရဲ့အလောင်းကိုလည်းလယ်ပင်ဖက်လျက်ညရာချောင်းမှာတွေ့ကြရပါတော့တယ်။လောဘကြီးတဲ့ဥတင်ဆောင်ရဲ့စိတ်ကိုဒေါသတလာဖုံးလိုက်တဲ့အခါတနာသေးတို့ရဲ့လောကမှာသူတို့ညီကိုနှယောက်ရဲ့အကြောင်းကယနေ့တိုင်ပြောမဆုံးနိုင်အောင် ဖြစ်ကြံခဲ့ပါတော့တယ်။ဆရာဖိုးကျော်ရေးသားတဲ့ လောဘအနှဝါမဒေါသတလာဆိုတဲ့ဝတ္ထုတို့ဇလန်းလေးကိုဖတ်ပြလို့ပြီးပါပြီအခုဆိုရင်တော့ဆရာဖိုးကျော်ရေးသားတဲ့ဝတ္ထုတို့လေးနှစ်ပုဒ်ကိုနားဆင်ခဲ့ကြရတာဖြစ်ပါတယ်အစိုးတိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းပြောရင်းနဲ့အခုလိုမျိုးစိတ်ဝင်စားစရာမုတ်ဆိုးဝတ္ထုတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ